ဟယ်လိုအားလုံးမင်္ဂလာပါ အခုကတော့ဆိုင်ကယ်အကြောင်းသိလို့ရမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ဆိုင်ကယ်နဲ့ပတ်သက်လို့သိရှိချင်တာတွေရှိရင်ဒါစတင်မေးမြန်းလို့ရပါပြီပြီးတော့ဒါဆိုင်ကယ်ဈေးနှုန်းတွေပဲဖြစ်ဖြစ်เนาะဆိုင်ကယ်နဲ့ပတ်သက်တဲ့ဘူဒ္ဓရကြင်တာပဲဖြစ်ဖြစ်ဆိုင်ကယ်အကြောင်းသိရှိချင်တဲ့အကြောင်းအရာတွေရှိရင်ခွန်မန့်ပါအခုပဲစတင်မေးမြန်းလို့ရပါပြီခင်ဗျာကျွန်တော်အလဲကျဖြည့်ဆို့ပေးပါမယ်အဲ့ဒါဆိုတော့ဒါအခုဒီကျွန်တော်ဆိုင်ကယ်အကြောင်းလေးတွေကိုမမြဝေခင်မှာ ကျွန်တော်မိုတနိခေဆိုင်ငယ်ချစ်သူမိတ်ဆွေတွေဘယ်မြို့တွေကနေကြည့်ရှုနားဆင်နေကြပါသလဲကိုကြည့်ရှုနေတဲ့မြို့နာမည်လေးတွေကိုခွန်မှတ်မှာတစ်ချက်လောက်ရေးပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်အလက်ကျနာမည်ခေါ်ပေးပါမယ်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်ကိုအောင်ကပြရပါတဲ့ကျေးဇူးပါခင်ဗျာကိုမျိုးမင်းရေမင်္ဂလာပါနာမည်ခေါ်ပေးလိုက်ပြီနော်ကိုနိုင်မျိုးအောင်မိကွန်းလေးခဏနေဖြစ်ပေးပါမယ်ကိုစုံလင်းကမိတ်ထီလာပါတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ ပြီးတော့အဲဒီမှာကိုအောင်မျိုးချစ်ကမလေးကနေကြီးနေပါတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာပြီးရင် Poco M4 Pro အကောင့်ပါရှင်မင်္ဂလာပါတိုင်ဝမ်နေကြီးနေပါတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအကောင်ကိုမင်းကအေယာဝတီတိုင်းဒေတာကြီးတနုပြပါပါတဲ့ကျေးဇူးတင်ပါတယ်မောင်တုခကဩရောက်မှအင်ရပါတဲ့။ Okay ပါမောင်တုခရေမင်္ဂလာပါတော့။ကွန်ကျော်ဆန်းရေမင်္ဂလာပါထိုင်ရပါတဲ့ကျေးဇူးပါခင်ဗျ။ကွန်ခိုင်ဦးရေမင်္ဂလာပါပလောရပါတဲ့ကျေးဇူးပါခင်ဗျ။ ကိုဇော်လင်းထွန်းရင်မင်္ဂလာပါထိုင်ရပါတယ်ကျေးဇူးပါဗျဆန်းလင်းပကန်ဒါအကောင့်မှရှင်မင်္ဂလာပါเนาะဆိုင်ငယ်စီလေးကြောက်ဥရှိလာတယ်ကျွန်တော်ခဏနေကြရင်မိကုန်းလေးတွေဖြစ်ပေးပါမယ်နာမည်ခေါ်ပေးပါအိုက်တော်တဲ့ဟုတ်ကဲ့ပါကိုမျိုးမင်းကြီးနာမည်ခေါ်ပေးလိုက်ပြီเนาะကျေးဇူးတင်ပါတယ်ခင်ဗျာဆိုင်ငယ်ကြောင့်တရှိချင်တာလေးရှိရင်ခွင့်မတ်မှာအခုပဲစတင်ရေးခဲ့လို့ရပါပြီကျွန်တော်အလဲကျဖြေဆိုပေးတော့ပါမယ်ခင်ဗျာကိုအောင်ရင်မင်္ဂလာပါကံဘူ9ရို2025ပဲစီးလဲတဲ့လလောဆယ်မှာ 38သိန်းတပတ်လည်းမှာဈေးပေါက်နေပါတယ်ကိုအောင်ကြီးကွန်ကူမင်းမင်္ဂလာပါဟွန်တာဝိအဖာအင်ဂျင်ဝိုင်ကဘာတုံးရမလဲလဲဟုတ်ကဲ့ဟွန်တာဝိအဖာအတွက်ဆိုရင်ဟွန်တာ original အင်ဂျင်ဝိုင်နေရှိတယ်ပေါ့နော်အဲ့ဒီဒီဇိုင်းတွေဟွန်တာ original ဒီဇိုင်းကိုတုံးလို့ရတယ်ပြီးရင်အရေးတွေးကောင်းတဲ့နေရာမှာဆိုရင်တော့ဒါ movie တို့ module တို့ castor တို့ bevel line တို့ resort တို့အစရှိတဲ့ပြင် PTT တို့ပေါ့နော်အစရှိတဲ့ပြင် တစိုက်တွေကိုရွေးချယ်တုံးဆွဲလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အဖြေလေးရမယ်ထင်တော့ကွန်ကွန်မင်းရင်ကျေးဇူးတင်ပါတယ်ခင်ဗျာ ကိုနိုင်မျိုးအောင်ရင်မင်္ဂလာပါ Quanta SA Dream 125 2018 60ခွင့်ရပလက်ဘယ်စီလောက်ရမလဲတဲ့ဟုတ်ကဲ့ကျွန်တော်ထင်တယ်ဘိန်းကျော်ပေါ်မှာမူတည်ပြီးမှာနော်ဘိန်းကျော်ပေါ်မှာမူတည်ပြီးမှာတင်း80တပတ်လည်းလောက်မှာတော့ဈေးပေါက်နိုင်ပါတယ်ခင်ဗျာဘိန်းကျော်ရောက်ရင်တော့အထက်ဈေးရောက်မယ်ဘိန်းကျော်ကောင်းရင်တော့80တပတ်လည်းလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျာအဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာဟောကုတင်မောင်ရင်မင်္ဂလာပါ ကမစ်ဝန်တန် FR ဘိန်းလေးတွေပဲစီပေါက်လေးတဲ့ဟုတ်ကဲ့ဒလောစင်မှာနော်30 4သိန်း35သိန်းအဲ့ဒီတပတ်လည်းမှာစီပေါက်နေပါတယ်ခင်ဗျာကုံကျော်ဆိုင်ရင်မင်္ဂလာပါထိုင်းရပါတယ်ကျေးဇူးတင်ပါတယ်နော်ကိုအောင်ခိုင်ဦးရေမင်္ဂလာပါပလောရပါတယ်ကျေးဇူးပါခင်ဗျာကိုစော်လင်းထွန်းကထိုင်းရပါတယ်ကျေးဇူးပါခင်ဗျာပြီးတော့ ACDC ကောင်းဝင်ရှင်မင်္ဂလာပါ ဆိုင်ငယ်စည်းကြဖို့ရှိလားတဲ့ okay ဒါအဲ့ဒီမိကွန်းလေးကိုကျွန်တော်အရင်ဘက်ကလည်းဖြည့်ဆို့ပေးခဲ့ဘူးတဲ့ပေါ့နော်ဆိုင်ငယ်စည်းကြဖို့ရှိလားဆိုရင်ဆိုင်ငယ်စည်းတွေကကြဖို့အလားလာမရှိပါဘူးနော်ဆိုင်ငယ်စည်းတွေကမကြတဲ့အပြင်လောလောဆယ်မှာလိုင်စင်ပါဘိန်းနေတီပို့တောင်တက်တော့ပါသေးတယ်ဘယ်ဆိုင်ငယ်တွေကစည်းကြလဲဆိုရင်နော်လိုင်စင်မပါတဲ့ဝတ်တောက်ဘိန်းနေဆိုရင်တော့ဒီကာလမှာဈေးကအရန်အရန်ကျနေပါတယ်နော်ဝယ်မဲ့တူမရှိလို့ဖြစ်ပါတယ်နော်ဆိုင်ငယ်ဝတ်တောက်တွေကလောဆယ်ဝယ်မဲ့တူကတိတ်မရှိတော့ เนาะဈေးတန်းတော်တော်ကိုထိုးကြနေပါတယ်အဲဒါဆိုတော့ license ပါဆိုင်ကယ်တွေကတော့ဈေးကเนาะတရုတ်ဆိုင်ကယ်တွေဆိုရင်ကျန်တဲ့သိန်းဝန်းကျင်လောက်ဈေးတက်သွားတယ်ထိုင်းဘိန်းတွေဆိုရင်တော့ဒါဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှကျန်5သိန်းကနေကျက်9သိန်းကျားလောက်မှာဈေးတက်သွားပါတယ်ခင်ဗျအဲဒါဆိုတော့ဆိုင်ကယ်ဝယ်မယ်ဆိုရင်တော့ဒီရဲ့ဘိုင်းကိုခက်မြန်မြန်ခက်တွတ်တွတ်ဝယ်ထားပါเนาะဒါရှေ့လျှောက်ကကျွန်တော်တင်တယ်လောလောဆယ်မြန်မာပြည်တွင်းတက်ဆင်စစ်ရုံတွေမှာလဲဆိုင်ကယ်တွေကအဲဒါသူက EV တလဲကိုခဏချိမ့်မယ်လို့ကြားတယ်ဗောနော EV တလဲချိမ့်မယ်ဆိုတာ ဒါဒီအပိုင်းနေမှာ EV ဆိုင်ကယ်တွေပဲထုတ်လုပ်အောင်ပေါ့စီဘိန်းတွေကိုခဏလေးအေးဘယ်လိုလဲဟိုတွန်းလာနေတုန်းပေါ့ခဏလေးအချိန်ပေးရအောင်ပဲပေါ့အဲ့ဒီအတွက်ကျွန်တော်ထင်တယ်တလမဟုတ်ရင်တလကြော်ကြော်လောက်တော့ကြာအောင်ပဲပေါ့စီဘိန်းတွေထပ်ဝင်ဖို့ကအဲ့တော့ဂျားထဲမှာ EV ဆိုင်ကယ်တွေပဲထုတ်လုပ်နေမှာဖြစ်တဲ့အတွက် EV ဆိုင်ကယ်တွေကတော့ဒီကာလမှာ license ပါရင်းနဲ့စီးပြော်တယ်အဲ့တော့ဒီနော်ဆိုင်ကယ်စီဘိန်းတွေကတော့ စီပိန်းနေရာတော့ဒါလောလောဆယ် brand new တွေဆိုရင်ဒါပစ္စည်းရလို့တလောက်မရသေးတော့ဘောနော်ဈေးကပို့ပြီးမှဈေးကိုထမမာနေတယ်ပေါ့မာနေတယ်ပေါ့အဲဆိုတော့ဆိုင်ကယ်ဈေးကမကျတဲ့ပြင်လောလောဆယ်မှာအနည်းငယ်ထပ်တက်နေပါတယ်အဲ့ဒီအတွက်ဆိုင်ကယ်ဝယ်မယ်ဆိုရင်တော့ဒီရဲ့ဘိုက်မှာခက်မြန်မြန်ခက်တွတ်တွတ်ရှာဝယ်ထားဖို့ပဲအကြံပြုချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ တင့်တင့်ထင်းရေမင်္ဂလာပါတရုတ်ကနေကြည့်နေပါတဲ့ကျေးဇူးပါခင်ဗျာဦးလီမူးမင်းရေမင်္ဂလာပါဘကူကနေကြည့်နေပါတဲ့ကျေးဇူးပါခင်ဗျာပိုဆူအောင်ရေမင်္ဂလာပါမော်လမြိုင်ရပါတဲ့ကျေးဇူးပါဗျကိုဝင်းရေမင်္ဂလာပါစီစိုင်တရုတ်ထဲကဇီးနေတာလေးတဲ့အတက်ဇီးလေးပြီးပြပေးပါအောင်နဲ့ဟုတ်ကဲ့စီစိုင်နေရဆိုရင်55သိန်းဝန်းကျင်ကနေ330ကျော်ဒီအစားစားရှိပါတယ်ဘရန်ပေါ်မှာလည်းမူတီမဲ မိုးရေပေါ်မှာလည်းမူတည်မယ်ပေါ့နော်အဲဆိုတော့ဥမာဒီ15သိန်းဝန်းကျင်ဆိုရင်တော့ကျွန်တော်ထင်တယ်2014မော်ဒယ်2015မော်ဒယ်အဲ့ဒီဝန်းကျင်တွေရပဲရနိုင်မယ်ပေါ့နော်အဲဆိုတော့ဘာဖြစ်လို့လဲဆိုရင် brand new တွေတောင်မှလောလောဆယ်မှာဥမာကမ်ဘိုစီစိုင်ဆိုရင်အခုဒါ34သိန်း35သိန်းအဲ့ဒီတပတ်လည်းမှာဈေးပေါင်နေတယ်နော်အဲ့လိုပဲကန်တာစီစိုင်ဆိုလည်း33သိန်း32သိန်းအဲ့ဒီတပတ်လည်းမှာဈေးပေါင်နေတယ်အဲ့ဆိုတော့ဆိုလိုချင်တာကဒီတရုတ်ဆိုင်ကအတစ်တီတောင် 30ကိုတော်တော်ကျော်နေဖြစ်တဲ့အတွက်နော်စကန်နေရလဲအလူလျောက်ဈေးမာသွားတယ်ပေါ့အဲ့အတွက်ဒါစီးဆိုင်ပြုတ်ထင်းရဆိုရင်ဈေးနေတာဆိုရင်အနည်းဆုံး15သိန်းဝန်းကျင်လောက်တော့သုံးပါခင်ဗျာဘာလို့လဲဆိုရင်15သိန်းအောက်ဆိုရင်တချို့ကကျွန်တော်လလာမိတယ်20သိန်းဝန်းကျင်လောက်ပဲသုံးကျင်နေတော့ဘာလို့30သိန်းဝန်းကျင်လောက်နဲ့ကဒီကလာမှာဘင်းတော်တော်ဆုတ်တာပဲရတော့မယ်အဲ့ဆိုနော်ဆိုင်ကစည်းဝယ်မယ်ဆိုရင်ကျွန်တော်တို့ဈေးအချိုချောင်းကိုတားမမဲ့နဲ့တချို့ကကျတော့ဈေးအချိုချောင်းကိုအရန်မဲ့လွန်းတယ်ဈေးချူချောင်းမဲ့လေကိုလစ်ထဲရောက်မှပြန်ပြီးမှ မြင်းများပြင်ရလေပတ်စံထကုံလေဖြစ်တတ်တယ်အဲ့အတွက်အနည်းဆုံး15သိန်းနဲ့အထက်ကိုနော်ရှာပြီးမှဝယ်ပါဘိန်းကောင်းနာလေးကိုရှာဝယ်ပါနော်အဲ့လိုဝယ်တဲ့အခါမှာလဲနော်နာမည်မရှိတဲ့ဒစိုက်တွေနော်အပိုပစ္စည်းလုံးဝလုံးဝမရတဲ့ဒစိုက်တွေထက်နာမည်ရှိပြီးသား branded ဒစိုက်တွေကိုမိုးရင်းနှိမ့်နှင်းကရှာဝယ်ပါလို့ပဲကျွန်တော်ကတော့အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာအဖြေလေးရမယ်ထင်တော့ကိုဝင်းကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအတန်းစီတူတန်းစီတူရေမင်္ဂလာပါပတိုင်ရပါတယ်ကျေးဇူးပါခင်ဗျာ ကိုထိုက်ရင်မင်္ဂလာပါအားပေးနေပါတယ်တဲ့ကျေးဇူးပါခင်ဗျာကိုစင်ယာရင်မင်္ဂလာပါ Suzuki Rebo အပူပစ္စည်းဝယ်လို့ရလားတဲ့ဟုတ်ကဲ့ Suzuki Rebo ကလောလောဆယ်အပူပစ္စည်းကနည်းနည်းဝယ်ရခင်မယ်ခင်ဗျာဘာလို့လဲဆိုရင် Suzuki ဘိန်းနေရာလဲဝင်တာနေသွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ပါခင်ဗျာဥမြင့်ဦးရင်မင်္ဂလာပါနော်လပွတ်တာ ARD တိုင်းရပါတယ်ကျေးဇူးတင်ပါတယ်ဦးမြင့်ဦးရေနော်ပူအောင်ရေမင်္ဂလာပါ Wi-Fi IG 2016တွေကိုတဲ့အခုလိုမိုးရာဒီမှာဘလို့ထိမ့်သိမ်းရမလဲခင်ဗျာတဲ့ မြင့်မြို့ပါခင်ဗျားတဲ့ဟုတ်ကဲ့သူကဒီမြင့်မြို့ဆိုတော့ तू ကဒီပင်လယ်ကမ်းဦးရမ်းနဲ့နီးတယ်ပေါ့နော်နီးတယ် FD ကဟိုနည်းနည်းစားပေါက်တယ်ပေါ့စားပေါက်တယ်အဲ့ဒါဆိုဆိုင်ကယ်တွေကဒီမူးရင်းကာလမှာရေရှိခံမှုဆိုရင်တော့ဥမာအပြင်မှာထွက်ပြီးနော်အပြင်မှာထွက်ပြီးမူးမူးရွာထဲမှာစီးခဲ့ပြီးသားတို့နော်ပြီးရင်ရွှင်တော်ထဲမှာစီးခဲ့ပြီးသားတို့အဲ့လိုမျိုးဆိုရင်ကိုယ်ရင်ရောက်တဲ့အချိန်မှာနော် ကို့အိမ်မှာရှိတဲ့ရေတွန်းကရေနဲ့တေချာတန့်စင်စေကျော်ဖို့လုပ်မယ်မဟုတ်ဖန်းနဲ့နော်ရွှင်ရည်တွေအတိုင်းမူးရည်တွေအတိုင်းစီးပြီးတာကိုဒီတိုင်းထားလိုက်မယ်ဆိုရင်တော့ဒါနော်မူးရည်တွေမှာလည်းအစ်စ်တက်ကပါပြန်နော်ပြီးတော့ဒီပင်လယ်ကမ်းရိုးတန်းနဲ့နီးတော့နော်ဒီစားငံရည်ပေါ့စားငံရည်ဓာတ်တွေကလည်းပါပြန်ဆိုတော့ပုံပြီးမှဆိုင်ကရပျက်စီးတတ်တယ်အဲကြောင့်မလို့နော်ဒီမိုးရံကာလမှာဆိုရင်အဓိကတော့နော်အပြင်ကနေရွှွန်နေပေပေကြီးနဲ့ပြန်လာတာတို့မိုးမိခဲ့တာတို့ ဆိုရင်လူတွေမှာနော်မိုးမိခဲ့ရင်အိမ်ပြန်ရောက်ချင်းခေါင်းလျှော်ရေချိုးတယ်လို့ပဲကိုဆိုင်ကေကိုလည်းနော်ရေလေးနဲ့တန့်စင်စေးကြောပေးကြပါလို့ပဲအကြံပြုတိုက်တွန်းခြင်းမာတယ်ကိုအောင်ကြီးဟုတ်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျကိုအောင်ကြီးမင်္ဂလာပါခင်ဗျာယာယီလိုင်းစင်နဲ့ဆိုရင်နဲ့စီးလို့ရလားတဲ့ဟုတ်ကဲ့သူကသူ့ဥပဒေမှာတော့ဒါကြ ాయి လိုင်းစင်နေတော့ဒါကောင်းကောင်းကြီးခွင့်မပြုထားဘူးပေါ့နော်အဲ့ဒီအတွက်ကောင်းတာကတော့ဒါလိုင်းစင်ထွက်ပြီးမ စီရာတော့ပုံမှစိတ်ချရတာပေါ့နော်။ license ထုတ်ပြီးမှစီရာတော့ပုံမှစိတ်ချရတယ်။အဲဒါတော့ဆိုင်ကယ်ဝယ်ယူတဲ့အခါမှာလည်း owner ဘုတ်မထွက်သေးတာတဲ့ဆိုင်ရင် owner ဘုတ်ထွက်ပြီးသားဟုတ်ပဲရွေးချယ်ဝယ်ယူပါလို့ပဲကျွန်တော်ကတော့အကြံပြုချင်ပါတယ်ခင်ဗျာ။အောက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။မိနင်းကောက်မိုင်ရှင်မင်္ဂလာပါတီတီတဲ့250 WR license ပါတွေဘယ်စီဖြစ်နေပြီလဲတဲ့ဟုတ်ကဲ့ကျွန်တော်အဲ့ဒီဘိန်းလေးတွေကိုဟိုရပိုင်းကပဲဒါကျွန်တော်ပုံလေးနဲ့တင်ပေးထားသေးရေပေါ့နော်အဲ့တော့ ဒီဒီဘိန်းလေးဆိုရင်ဒါကျွန်တော်တင်ပေးထားတဲ့ဘိန်းလေးဆိုရင်လောဆယ်သူကလီလံဘိန်းဖြစ်တယ်ဘိန်းကလည်းလုံးဝအတက်ဆိုင်ဖြစ်တဲ့အတွက်သူကတော့ချက်သိန်း380ဝန်းကျင်မှာဈေးပေါက်နေတယ်ဒါ380ဝန်းကျင်မှာဈေးပေါက်နေတယ် WR 250ဟာဘိန်းကတော့အဲ့ဒါလေလီလံဘိန်းဖြစ်တယ်ဘိန်းကတော်တော်တက်တဲ့အတွက်အဲ့ဒီဘိန်းဆိုလဲချက်သိန်း250ဝန်းကျင်မှာဈေးပေါက်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေဆိုင်ရာဘိန်းကိုမှဒါကျွန်တော်ကတော့ပုံလေးနဲ့ပြန်ရိုက်တင်ပေးထားတာပေါ့နော်ဟုတ်ကဲ့ ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုဝင်းရင်မင်္ဂလာပါ R15 Visory တဲ့2019 license နဲ့ပဲဈေးရှိလဲတဲ့ဟုတ်ကဲ့ R15 Visory 2019 model ဆိုရင်လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှเนาะဘိန်းကျောပေါ်မှာမူတည်ပြီးမှ7380တပတ်လဲမှာဈေးပေါက်နေပါတယ်ခင်ဗျာ ပေါ်ပြည့်မင်္ဂလာပါစူပါကက်ရှိလာတဲ့နောက်ဆက်ခွင့်ဘိန်းလောက်တယ်ဟုတ်ကဲ့နောက်ဆက်ခွင့်ဘိန်းလောက်တော့လောလောဆယ်မရှိသေးဘူးဟိုနေ့ကကျွန်တော်မိတ်ဆွေမင်းသားကြီးဆိုင်ရင်ရှိုးတော့မှာတော့2020မော်ဒယ်စူပါကက်လေးတွေ့ခဲ့ပါတယ်ခင်ဗျာဒါလီကတော့ရပလစ်လိုင်းစင်ကြီးနဲ့ကိုချက်သိန်း80ဝန်းကျင်မှာစီးပောက်နေပါတယ်ခင်ဗျာ Green Tea အကောင့်မှာရှင်မင်္ဂလာပါ EV ဆိုင်ကလေးရလိုင်းစင်ကြီးလာတယ်ဟုတ်ကဲ့ကျွန်တော်မနေ့ကပဲ review တင်ပေးထားတယ် Edison Scoomy EV ဆိုင်ကလေးဆိုရင်ရပလစ်လိုင်းစင်ကြီးနဲ့၄နှစ်တက်တန်ပါပါတယ်ခင်ဗျာ စီဘိန်းနေဆိုရင်တော့ license တန်းနဲ့နဲ့ပဲဖြစ်ပါတယ် EV ဆိုင်ကလေးဆိုရင်တော့ဒါ license 4နှစ်က EV ဆိုင်ကလေးဆိုရင်တော့ license တန်း4နှစ်ပါပါတယ်ခင်ဗျာရပလက် license ကြီးပါခင်ဗျာဟုတ်လွတ်လပ်လပ်စီလို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာဦးလီကောင်းမရှင်မင်္ဂလာပါကနာစီဆိုင်ဝင်မယ်ဆိုဘယ်လောက်ရှိလဲတဲ့ဟုတ်ကဲ့ကနာစီဆိုင်လေးတွေကလောလောဆယ်မှာเนาะ7330ဝင်းကျင်မှာဈေးပေါင်နေပါတယ်ခင်ဗျာဒါတော့ license ပါတယ်ဈေးပါခင်ဗျာ ။ဗာကြီးကျွန်နိုင်ကောက်မရှင်မင်္ဂလာပါခင်ဗျာ။ကမ်ဘို25 R+ ဆိုင်ကလေးဘယ်စီပေါင်နေလဲတဲ့။လောလောဆယ်39တိန်တပတ်လည်းမှာဈေးပေါင်နေပါတယ်။ဘယ်ဆိုင်မှာဝယ်လို့ရလဲဆိုတော့လောလောဆယ်ကပစ္စည်းတွေပြက်နေတယ်ခင်ဗျာ။အဲဒါတော့နောက်တစ်လကျော်နောက်တစ်လဝယ်လောက်နေမှာပစ္စည်းကဝင်မှုရှိတယ်။အဲဒါတော့ခုလောလောဆယ်ကတော့ခုလောလောဆယ်ကတော့ဒါစကန်နေရပဲရှာဝယ်မှရမှာခင်ဗျာ။စကန်နေရဆိုတာက तू ကထွက်တာမကြသေးတော့ဟိုဖောက်ရှုံးလေးတွေပေါ့။ဖောက်ရှုံးနေရပဲရှာဝယ်မှအဆင်ပြေနိုင်မယ်ခင်ဗျာ။ဟုတ်ကုတော်စင်းမွင်မြက်အကောင့်မှရှင်မင်္ဂလာပါ R15 နဲ့တဲ့ CVR 150ပဲဝယ်တင်လဲတဲ့ဟုတ်ကဲ့ R15 ဆိုင်ကယ်ပဲဝယ်ပါခင်ဗျာ R15 ဆိုင်ကယ်ရကြတော့ဘယ်မြို့မဆိုပို့ပြီးမှလူကြိုက်များတယ်အပူပစ္စည်းဝယ်ရတာလွယ်တယ်ပြင်အားဆင်ရတာပို့ပြီးမှလွယ်ပါတယ်ခင်ဗျာ Honda CVR 150ရကြတော့တခါတည်းမှာအပူပစ္စည်းခစ်တယ်ဆိုတဲ့အတန်လေးတွေကြားပါတယ်ပြီးရင်တချို့ modern နိုင်နေတော့ဆိုရင်နည်းနည်းလေးအဲဒါပါတယ်ဆိုတဲ့အတန်လေးကြားပါတယ် modern မြင့်မှာတော့အဲဒါမပါတော့ဘူးပေါ့နော် modern နိုင်မှာပြောတာဖြစ်ပါတယ် အဲ့တွေကောင်းတာတော့နော်နေဒီတာရောမြို့ပေါ်တွေရောမြို့ကြီးတွေရောအကုန်လုံးလူကြိုက်များတဲ့အန်ဝမ်ဖိုက်ဆိုင်ကြတာရွေးချယ်စီးနှင်းမှာလို့ပဲအကြံပြုကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ဝဒီအကောင့်မရှင်မင်္ဂလာပါဝန်တာဝေဝန်တန်နဲ့2023မော်ဒယ်ဘယ်လောက်ရမလဲပြန်ရောင်းခြင်းလို့ရဟုတ်ကဲ့ license ပါလားခင်ဗျာ license ပါပဲဆိုရင်တော့အယောင်းဝယ်တွက်ပါတယ်ဟုတ်ကဲ့ဝိဝန်တန်2023မော်ဒယ်ရပလက် license ကြီးနဲ့ဆိုရင်တော့လောလောဆယ်ဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှနော်ချက်သိန်း 80ဝန်းကျင်လောက်မှဈေးပေါက်နိုင်ပါတယ်ခင်ဗျာဒါတော့ license ပါဈေးပါခင်ဗျာ license မပါရင်တော့ဒီကာလမှာဝယ်တဲ့သူကတော်တော်ကြီးကိုနှဲပါတယ်ခင်ဗျာမရှိသလောက်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာညီညီအကောင့်မှရှင်မင်္ဂလာပါကန်တာ25ပဲဈေးလေတယ်ကန်တာ25တွေကလောလောဆယ်မှာ330ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာကိုချမ်းစော်ရင်မင်္ဂလာပါ CPM brand ရောတဲ့ဟုတ်ကဲ့ CPM brand တွေကလောလောဆယ်မှာနော်သူက95မိုဒယ်တွေဆိုရင်44သိန်း45သိန်းတစ်ပတ်လည်းမှာဈေးပေါက်နေပါတယ်ခင်ဗျာ 30ဝန်းကျင်လိုင်းပါပြီတဲ့ဟုတ်ကဲ့ကျသိန်း30ဝန်းကျင်နဲ့ license ပါပြီဆိုတော့တရုတ်ဆိုင်ကလေးရပဲရမယ်တရုတ်ဆိုင်ကလေးရဆိုရင်တော့ကျွန်တော်တို့ကန်တာတွေကရာကောင်းရနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီလော်ဂျာလော်ဂျာဆိုရင်တော့30ကျော်ကျော်သုံးရမယ်35သိန်းတစ်ပတ်လေးဆိုတော့လော်ဂျာဘိန်းတွေရနိုင်တယ်ပြီးရင်36သိန်းတစ်ပတ်လေးဆိုရင်တော့ New Zealand နဲ့ Wei Wan Tan လေးတွေရနိုင်ပါတယ်ခင်ဗျပြီးတော့ဒါကမ်ဘိုဒိုအဲဒီဇင်တို့ဆိုရင်တော့38သိန်း38သိန်းတစ်ပတ်လေးသုံးရပါလိမ့်မယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ ။အော်ဦးဝင်းကိုကိုရင်မင်္ဂလာပါခင်ဗျာ။နောက်ဆက်ခွင့် line စင်နေတဲ့ဝန်နာ clip ဘလောက်ပေါက်လဲတဲ့ line စင်တွေရောလောက်ပေးဖို့ရှိလားတဲ့။ဟုတ်ကဲ့။လောစင်နောက်ဆက်ခွင့်မော်တယ်ရပလက် line စင်ကြီးနဲ့ဆိုရင်ဘိန်းကျောက်ဘက်မှာ motive မှာ7.80ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာ။ line စင်တွေကတော့လုတ်ပေးဖို့ရှိမရှိဆိုတာကျွန်တော်လည်းအခုချိန်နေမသိရသေးပါဘူးအဲ့ဒါတော့လက်ရှိဒါနိုင်ငံတော်အစိုးရရဲ့မူဝါဒပုံမှာမူတည်ပါတယ်ခင်ဗျအဲဆိုကောင်းတာတော့ license လေးချပေးလေပို့ပြီးမှပြည်သူတွေအတွက်ကောင်းလေပဲဖြစ်ပါတယ် အဲ့တော့လိုင်စင်တွေကတော့ဒါချပေးသိကျင်တာပေါ့ဗျာเนาะဒါတော့ချပေးသိကျင်တာပေါ့เนาะအဲ့တော့ဘလော့စေတော့ပါရမမကြသေးပါဘူးခင်ဗျာကျွန်တော်တကယ်လို့သတင်းသိရရင်လဲကျွန်တော်တတိယချင်း up to date တင်ဆက်ပေးတော့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကိုပုံမြတ်တူရေလော်ချောင်းဝန်တန်းဈေးထက်ကြနိုင်လာတဲ့ဈေးကမကျတဲ့ပြင်နည်းနည်းလေးတောင်တက်သွားသေးတယ်ဘာလို့လဲဆိုရင်ပစ္စည်းရှားနေလို့အဲ့တော့လော်ချောင်းဝန်တန်းနေရလော်လော်ဆယ်မှာ 35သိန်းတစ်ပတ်လည်းမှာဈေးပေါက်နေပါတယ်ခင်ဗျာအရင်တုန်းကမှ33သိန်းပဲရှိတယ်နောက်ပိုင်း34သိန်းဖြစ်လာတယ်အခုကတော့35သိန်းတစ်ပတ်လည်းအထိရောက်တော့ပါပြီအဲ့ဒီအတွက်ဝယ်မယ်ဆိုရင်တော့ဒီရဲ့ပိုင်းမှာခက်မြန်မြန်ဝယ်ထားပါလို့ကျွန်တော်တော့အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာအော်ဒိုင်ယန်လေးတော့ဈေးတက်ဖို့ရှိလာတယ်ဟုတ်ကဲ့ဒိုင်ယန်นี่လည်းဈေးတက်ပါတယ်ခင်ဗျာသူကဟိုဒိုင်ယန်မှဈေးတက်တာမဟုတ်ဒိုင်ယန်မဖြစ်ဖြစ်လော်ဂျာပဲဖြစ်ဖြစ်เนาะကျန်တဲ့ကမ်ဘိုမှာဖြစ်ဖြစ် brand အားလုံးပေါ့เนาะ edison ရောကန် အဲ့ဒီစင်ရောနော် brand အားလုံးဒီဒီရဲ့ဘိုင်းမှာ license ပါတွေဖြစ်တဲ့အတွက်ဈေးလေးရနိုင်ငံတက်ပါတယ်ပြီးတော့ပစ္စည်းကလိုတလောက်မရလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ sign ဒီမှာပဲ sign magic တိ brand new တရုတ်ဆိုင်ကလေးဒီပစ္စည်းကအလုံးလောက်မရဘူးအစည်းရေလိုတလောက်မရအောင်မရတော့ရှိတဲ့အစည်းရေလေးတွေကိုကျွန်တော်တို့ကရှိတဲ့အစည်းရေလေးနဲ့ထုတ်ကောင်းရတာဖြစ်တဲ့အတွက်အဲ့ဆိုတော့ license ပါ sign ကလေးဒီဒီရဲ့ဘိုင်းမှာဈေးက73ကျွဲရနေ73ကျားလောက်မှာ ဈေးတက်သွားပါတယ်ဒါတော့တရုတ်ဆိုင်ကလေးနော် brand အားလုံးမှာ brand အားလုံးမှာနော်ပေ brand ကတော့ဈေးတက်ပြီးမှပေ brand ကတော့ဈေးမတက်ဘူးဆိုတာဒီရဲ့ဘိုင်းမှာမရှိပါဘူးဒါ brand အားလုံးဒီရဲ့ဘိုင်းမှာဈေးတက်ပါတယ် license ဆိုင်ကလေးဈေးတက်တာဖြစ်ပါတယ်အဲ့တော့ဘယ်ဆိုင်ကလေးကဈေးမတက်ဘူးလဲဆိုရင်တော့ဝက်တောက်ဆိုင်ကလေးကတော့ဈေးမတက်တဲ့ပြင်ဈေးထိုးကြပါတယ် ကောင်းတာကတော့ license ပါဆိုင်ကလေးပဲရွေးချယ်စီးနင်းကြပါလို့ပဲအကြံပြုခြင်းနဲ့နော်ကောင်းတာကတော့ license ပါဆိုင်ကလေးစီးလေပိုးပြီးမှကောင်းလေပဲဖြစ်ပါတယ်ဒါကတော့ဥပဒေအရရှိပြီးသားမို့လို့ပါနော် time ဆိုင်ကလေးဆိုလည်းကြက်၅သိန်းဝန်းကျင်လောက်ဈေးတက်သွားပါတယ်ခင်ဗျာ license ပါဆိုင်ကလေးကြက်၅သိန်းဝန်းကျင်လောက်ဈေးတက်သွားပါတယ်အဲ့အတွက်နော်ဝယ်မယ်ဆိုရင်တော့ဒီအပိုင်းမှာခက်မြန်မြန်ဝယ်ထားပါလို့ပဲကျွန်တော်ကတော့အကြံပြုတိုက်တွန်းခြင်းပါတယ်ခင်ဗျာကိုတင်လင်းကျော်ရင်မင်္ဂလာပါအားစိတ်ထဲက line ပါတာတဲ့90လောက်ဆိုဘယ် model တွေကရမလဲတဲ့ဟုတ်ကဲ့ ချက်သိန်း90ဝန်းကျင်เนาะအားစိတ်တည်းအရဆိုရင်တော့ကျွန်တော်ထင်တယ် model က2018 model မဟုတ်ရင်2019 model လောက်ထဲကရနိုင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျကိုမင်းကန့်ရင်မင်္ဂလာပါကလစ်2019 line ပါဘလောက်လဲတဲ့လောလောဆယ်ဘိန်းကျော်ပမာမူဒီမှာချက်သိန်း90ဝန်းကျင်မှာစီပေါက်နေပါတယ်ခင်ဗျကွန်ဂျော်ရင်မင်္ဂလာပါဆောင်းရှမ်းဆိုင်ကလုံးလိုင်စင်2025ပဲသိရှိလဲတဲ့လောလောဆယ်ဆောင်းရှမ်းနေကတော့2025မော်ဒယ်မရှိပါဘူးเนาะအစ်တမဝင်ပါဘူးခင်ဗျ တိတ်မကြခင်တော့ဆောင်ရှင်းနေရ round 25မိုးတဲ့အတစ်ထွန်းနိုင်ကြီးရှိပါတယ်။အစထွန်းရင်လဲထွတ်ထွတ်ချင်းကျွန်တော်သတင်းအနေနဲ့တင်ဆက်ပေးပါမယ်နော်တင်ဆက်ပေးပါမယ်ခင်ဗျ။အဲဆိုတော့ဒါဆောင်ရှင်းဆိုင်ကလုံးကတော့လောလောဆယ်ရှိမယ်ဆိုရင်တော့2021မော်ဒယ်တိပဲရှိမှာပဲဖြစ်ပါတယ်။2021မော်ဒယ်ဆိုတော့ဘိန်းကျော်ပေါ်မှာမူတီမှ7340ရာနဲ့7350ကျားလောက်မှာဈေးပေါက်နေပါတယ်ခင်ဗျာ။ကိုကျော်ကြီးမင်္ဂလာပါ Honda Click 160တဲ့2024 brand new license ပါဘလောက်ပေါက်နေလဲတဲ့။ special edition ဆိုရင် လောလောဆယ်ကျပ်သိန်း200ဝန်းကျင်မှာဈေးပေါက်နေပါတယ်ကျပ်သိန်း200နီးပါးမှာဈေးပေါက်နေပါတယ်ရိုးပါရှင်းဆိုတော့ကျပ်သိန်း190ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျဒါတော့ brand new မှာ yablet license ကြီးရဲ့ဈေးပါခင်ဗျာမိုးနေ့ကောင်းမရှင်မင်္ဂလာပါ cambo aplat ဈေးနှုန်းဘယ်လောက်ရှိလဲတဲ့ဟုတ်ကဲ့ cambo aplat တွေကเนาะလောလောဆယ်မှာဘယ်လောက်ရှိလဲဆိုတော့39သိန်းဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာ ကိုရဲမြက်ကိုရဲမင်္ဂလာပါဝနာကလက်2020 license အရှင်ဆိုရင်ဘယ်လောက်ရှိမလဲတဲ့ဟုတ်ကဲ့ဝနာကလက်2020 model က125 engine နဲ့ကိုပြောလာ150နဲ့ကိုပြောလာပေါ့နော်သူကနှစ်မျိုးဖြစ်နေတယ် 125cc နဲ့2020 model ဆိုရင် Lossey ဘိန်းကျောပေါ်မှာ multi မှာ7390ဝန်းကျင်မှာဈေးပေါက်နေပါတယ်အကယ်၍2020 model ကို 150cc smacky နဲ့ဆိုရင်တော့ Lossey ဘိန်းကျောပေါ်မှာ multi မှာ7300နဲ့7310ကျားမှာ ဈေးပေါက်နေပါတယ်ခင်ဗျာဟုတ်ကဲ့အပြေးလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာကိုနိုင်မျိုးအောင်ရင်မင်္ဂလာပါ2018 69 Apple Dream 125ဘယ်ဈေးလောက်ရမလဲတဲ့ဘိန်းကျော်ပေါ်မှာမူတီဗီမှာနော်တိန်း80တပတ်လဲလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျာကိုစော်လင်းထွင်းရင်မင်္ဂလာပါ Click 125 2016ဟုတ်တဲ့ Speed မရသေးရင်အတန်ကြီးတယ် Speed ရရင်အတန်ပုံမှန်ပြန်ဖြစ်တာဘာကြောင့်လဲတဲ့ Okay အဲ့ဒါကအဓိကတော့ ဂါဗနာအုံလေးကအစိပ်ပိုင်းတွေကိုလိုက်စစ်ကြည့်မှရပါမယ်နော်အဲ့လိုမျိုးဖြစ်တာကတော့အများတော်အပြင်ဂါဗနာအုံလေးကိုဖွင့်ပြီးမှဆက်လိုက်မယ်ဆိုရင်အဲ့ဒီတည်းမှာနော်သူ့ရဲ့ပတ်သားကြိုးတွေမကောင်းတော့တာလားနော်တန်ဆလောင်းနေရာပဲမကောင်းတော့တာလားနော်၆လုံးပိုးတွေရာပဲမကောင်းတော့တာလားဆိုတာကိုအဖြေထွက်လာမှဖြစ်ပါတယ်အဲ့ဒါတော့အပြင်းအနေကြည့်ပြီးမှတော့ဘယ်ဟာမကောင်းဘူးလို့ပြောရတာနည်းနည်းခက်တယ်အဲ့တော့အဓိကအကြံပြုချင်တာကတော့ဂါဗနာအုံလေးကိုဖွင့်ဆက်လိုက်ပါ ဖွင့်ဆက်လိုက်တယ်ဆိုရင်ဂါဗနာအုံထဲမှာဘဲအစိပ်ပိုင်းတွေတော်တော်ကပြတ်ပြတ်သွားတဲ့အစိပ်ပိုင်းတွေတွေကတခုခုဖောက်နေလို့ဖြစ်ပါတယ်အဲ့ဒါဆိုရင် Quinter original spare bag ကိုပဲအတက်ဝယ်လဲပါမိတူမလဲနဲ့နော်မိတူဆိုတာကနော် copy လုပ်ထားတဲ့တခြားဒစိအတုတွေပေါ့အဲ့ဒါတွေကိုမထည့်ပါနဲ့ဈေးချိုတဲ့ဟာတွေကိုမမက်ပါနဲ့နော်ဈေးများရင်များပါစေ Quinter original အပုပ်ပစ္စည်းကိုပါအတက်လဲလဲပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကိုစောလင်းထွန်းရင်နော် ကိုကောင်းစင်ဝင်ရင်မင်္ဂလာပါလိုင်စင်အမီပေါက်မပြောင်းရင်ဖန်ခံရနိုင်လားတဲ့ဟုတ်ကဲ့လိုင်စင်အမီပေါက်ပြောင်းခြင်းမပြောင်းခြင်းကလောလောဆယ်မှာအဓိကမကြသေးပါဘူးเนาะလိုင်စင်ပါဖို့ကအဓိကကြပါတယ်အဲဆိုတော့เนาะဆိုင်ကယ်တိုင်းမှာလိုင်စင်ပါပဲเนาะလိုင်စင်ပါဖို့အဓိကကြတယ်ဒေတာလိုင်စင်ပဲဖြစ်ဖြစ်ရပလက်လိုင်စင်ကြီးပဲဖြစ်ဖြစ်လိုင်စင်ပါဖို့ပြီးရင်အဲ့ဒီလိုင်စင်ကလည်းတက်တန်းမကျော်ဘူးကအဓိကကြပါတယ်အဲ့အတွက်လောလောဆယ်မှာဒီအမီပေါက်မပြောင်းရင် နော်ဘာမှတော့ရှော့မရှိသေးဘူးနော်ကျွန်တော်တို့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့နော်အမီပေါက်ကိုအမီပေါက်နဲ့ကိုလောက်ကြရတယ်ဥမာနောက်တဦးကိုဆိုင်ကယ်ရောင်းလိုက်ပြီးဆိုရင်တောင်မှအဲ့ဒီဝယ်လိုက်တဲ့သူကသူ့နာမည်နဲ့သူပြန်ချင်းကြရတယ်မြန်မာနိုင်ငံမှာတော့လောလောဆယ်ကတော့ဆိုင်ကယ်လိုင်စင်တွေကြည့်လိုက်ရင်အမီပေါက်နဲ့ကနဲပါတယ်များတော်အားဖြင့်တော့ကုမ္ပဏီနာမည်လိုင်စင်ပေါက်တွေနဲ့များတယ်ကုမ္ပဏီနာမည်ပေါက်တွေနဲ့လိုင်စင်တွေများတယ်ပေါ့နော်လောလောဆယ်တော့အဲ့ဒါတော့တချို့ဒီ one stop service ပေးတဲ့အချိန်ဆိုရင်တော့ ဒါလူနာမည်ပေါက်တွေနဲ့လည်းရှိပါတယ်နော်ဒလောဆယ်ဒီကုမ္ပဏီနာမည်ပေါက်ကိုလူနာမည်ပေါက်ချိန်ရင်လည်းဆိုရင်တော့အခွင့်ဆောင်ရပါတယ်နော်အခွင့်ကကျွန်တော်တေချာမမတ်မိတော့လို့အရင်တော့က9000ကျိုင်တော့15000ကျိုင်တော့တခုခုပဲဗျနော်အဲ့လိုမျိုးအခွင့်ဆောင်ပြီးရင်ကိုလူနာမည်ပေါက်လည်းချိန်ရင်ရပါတယ်ဒလောဆယ်မှာတော့အဓိကတော့လူနာမည်ပေါက်ချိန်တာမချိန်တာထက်နော်နံပါတ်1လိုင်စင်ပါမယ်နံပါတ်2အဲ့ဒီလိုင်စင်ကတက်တန်းမကျော်ရအောင်နော်လိုင်စင်ကတက်တန်းမကျော်ရအောင်အဲ့ဒါဆိုရင် စီလို့ရပါတယ်ခင်ဗျဟုတ်အဖြေလေးရမယ်ထင်တော့ကိုကောင်းဆက်ဝင်ရင်ကျေးဇူးတင်ပါတယ်ခင်ဗျဒီစီဇန်လေးကိုကြည့်ရှုနားဆင်ပေးကြတဲ့တူချင်းတယောက်ချင်းစီကိုကျွန်တော်ကြောကြောင်ကကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်မိုတနီကဆိုင်ရဲ့ချက်တူမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာလို့စီးပွားရေးတွေအဆောက်အအုံများစွာတိုးတက်အောင်မြင်ကြပြီး BND ရဲ့အတွေ့အကြုံကင်းရှင်းကြပါသေးကြောင်းကျွန်တော်ကြောကြောင်ကနေ့စဉ်တော့အခုဒီလိုက်မာရောညစဉ်ညတိုင်းဖျားရှိခိုးတိုင်းရောစုမုံကောင်တောင်းပေးလိုက်ရပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေး ဖြစ်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်တော့ဘိုင်ဘိုင်ပါခင်ဗျာ